တို့ညာဟုအပင်နာစင်နေကြသူညာအလုံးမင်္ဂလာပါရှင်။ဆံမကြီးခင်ဆွေဦးရဲ့ဝါဆိုဦးကပန်းဖူးတဲ့အပိုင်းလေးကိုဆက်လက်တင်ဆက်ဖက်ပြပေးသွားပါမယ်။ခင်ဆွေဦးဝါဆိုဦးကပန်းဖူးတဲ့အပိုင်းလေးပန်းခိုင်တာကျိုးမီကိုဘိုးသားတို့စိုးရင်ညသည်တယ်။ပန်းခိုင်တာကျိုးဘကူရေရှမ်းဆိုသောဆွေရိုးစကားပင်ရှိခဲ့သည်။ ကရုဘတ်တွင်ရှိသောပန်းခိုင်တာကိုမိုးယွန်းကြီးတာဟုရှေ့သူဆောင်မတွင်တခန်းတနာရေးဘူးတာကိုတွေ့ရသည်ဟုမိုးယွန်းတို့ဆရာတူအားပြောဘူးသည်စင်စစ်အဖီးတို့အပါတို့မဆုံးခင်ကမိုးဟင်းကြီးတာဟုလည်းခေါ်ဝေါ်ကြသည်ကိုကြားဘူးကြသည်မိုးဟင်းဆိုသည့်သူ့နာမည်ကိုထိုမိုးဟင်းကြီးတာနှင့်ဘလို့ပတ်သက်သည်ကို ရှင်းမပြကြပတ်သက်လင်မည်ဟုတော့မိုးဟင်းကအတက်တွေးသည်ဘာပဲဖြစ်ဖြစ်ရေရှမ်းခြင်းသည်တောင်သူလေသမားတို့၏ရန်သူမျိုးငါးပါးရဲ့တဘာပါဝင်ဖြစ်သည်ကိုမငင်းနိုင်မီ ဝါဇဝါကောင်ရေးဖောင်ပေါင်းမင်းမိုးတို့သည်အညိုကြီးနှင့်တဲတဲမဲမဲရွာချလိုက်လျင်ချောင်းတွေလေတွေတွင်ရေတွေပြေရှံကတစားစားရေတက်လာသည်မြေရေတက်နှင့်တောင်ကျရေပေါင်းလိုက်သည့်အခါတွင်ကရုတ်ရွာ၌ရေကြီးလာသည်လမ်းမအထိပင် ရေတက်သည် နေခြင်းညာခြင်းရေတက်ကချမ်းလာသည်ဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက်ရေတွေဖွေးနေသည် ဖြူဝေးနေသောလိုင်းလုံးကြီးများသည်လည်းဘောင်မင်းခတ်နေသည်ဒုက္ခပဲဒုက္ခပါပဲလေတွေပြက်ပါပြီ သူကလောလို့သူကလောလို့ငတ်တော်မယ်ငတ်တော်မယ်ဟု အဖီတို့ကကရင်ဘာသာဖြင့်မကြခဏညီးကြရရှာသည်အချိန်ပြင်းစွာလိန်ဆင်းလာသောရေတွင်အင်ချီကျွဲနွားများမျောပါကုန်သည်လူတွေမှပစ္စည်းများမတင်နိုင်တော့ကိုပဲလွတ်လွတ်လပ်လပ်ထွက်ပြေးကြရသည်ရေရေရေနေရာတိုင်းမှာရေတွေပြည့်စုံဖွဲနေသည်ညောင်ရောင်စိမ့်များဖြစ်နေသောစပားပင်တို့သည်ရေဖွေးဖွေးအောက်တွင်မြုပ်နေလေသည်တေရောမြည်စဲစဲ စိမ့်စုလန်းဆန်းသောစဘာပင်များကိုနွင်ွင်အဖီးရောမိုးဟင်အဖူးတို့အဖီးတို့ရောစောထူးတို့အဖူးအဖီးရောမျက်ရည်ဆက်လန်းနေငေးကြည့်တာဝေးစဘာတင်ညိုက်မယ်နွင်ွင်အဖီးကအော်ရင် ပြက်လုံးထုတ်တလို့ရဲလိုက်သည်စင်စစ်ရဲတန်းသည်အဆုံးမသက်ခါရပိုင်းပြက်ကတုံခါလေးရဲ့ငူတံမာနဲ့တပြင်းဆိုင်ကြသည်လေများနှင့်ရေပေးရန်ရှောင်းကပြေးလာကြသောနွေနွေတို့မိုဟိန်တို့စောထူးတို့မိသားစုသည်နနက်စာထမင်းတနက် လုံးဝငတ်ကြသည်ဒီတော့မိုးဟိန်တို့ဆယ်နှစ်သားပဲရှိုံမြင်ထင်းသည်ကြောက်ကြောက်လန့်လန့်နှင့်ထမိန်စိုးတို့ကြီးဆွဲလာသောစောထုကိုသူ့အဖာမြည်တွန်းနေသည်လေချင်းရှင်၍လော်ခတ်လာသောလေတစ်ဖက်မှမိုးဟိန်သည်လက်ခုံနှင့်ရေယူကာနွနွေဤမျက်နှာကိုလှမ်းပတ်ကြည့်စားသည်ကိုလည်းအမတ်တရားရှိနေစေပင်မိုးဟိန်၏အဖူးကလည်းမိုးဟိန်နှင့်လုံးဝစိတ်ချင်းမတိုက်ဆိုင်သဖြင့်ပူညာပူညာလုပ်နေသည်အဖို့တန်သောအဝိအထေများကိုယူလာမိသောမိုဟိယာသူစုဆောင်ထားသောရုပ်ပုံကားချက်များ ပြက်ကြီးနှင်ကိုင်းညက်ထားသောရုပ်ရှင်မင်းသားမင်းသမီးထပ်ပုံပါလေးချင်ရန်စာအုပ်များရောင်စုံခဲရန်များကိုညှူဆူလျက်ရှိသည်ကျွဲစကြက်တွေနွားစကြက်တွေလည်းရေမြုပ်ကုန်ပြီကျွဲရီနာရီစားကြရမရှိတော့ဘူးပေါ့လူတွေမှအနိုင်နိုင်ဟဲ့ပြောသူတွေကပြောရင်ဘယ်သူမှညက်စိမျက်နှာမကောင်းညရေတဲ့အနေကြတဲ့နွားတွေလည်းအေးအေးမိသေးကုန်မှာပဲကျွဲရရေစိမ့်နေလို့တော့ပါသေးရဲ့နွေနွေဤအဖူကပြောလိုက်လေသည် ထိုနောက်သူကိုယ်ပိုင်ရိခါဖြစ်သောကွန်းတို့ကိုကိုနှစ်မကွာတဲဆောင်လာကကွန်းကိုမင်းရင်ရှက်ရီအစားမပြတ်သူကြောင့်ငွေရောင်ရည်ပြင်ကျဲဝဲကွန်းသွေးနီဆိုးရန်ကွန်းတွေးကိုတပြည့်ပြည့်နဲ့ထွေးလိုက်လေသည်အိုးဘလို့လဲဟာကွန်းတွေးတွေစင်ကုန်ပြီနင်းရွေးဤအဖေအားသူ့ပါပြင်လက်ဖမိုးနေဒုက္ခသူ့ချစ်လင်ကိုမျက်ဆောင်တစ်ချက်ဝင်တော့ဝေးနေမဲကွန်းစားတဲ့ငါးပါးနီနီလေးတွေကိုချစ်တယ်ဆိုတော့ဆက်မှာကလေးကလား ရဲစရာမောစရာတွေနဲ့ရဲမိကြသေးသည်ရေထဲမျောပါလာသောဝက်တွေကိုနွဲ့နွဲ့အဖူအားတကောင်စီရေတွက်လျက်နန်းနုအမျိုးတွေပါလားနွဲ့နွဲ့အဖီဝဝတို့တို့ကြီးကိုစလို့မစုံမောင်းရင်တို့ကလေးတိုက်သည်ရေပေါ်မှကြာနေကြပြုခင်များကိုလှမ်းခူးဟာကြာစစ်ချူလျက်ဆွဲချိုးလုတ်တန်းကစားကြလေသည်ကလေးတွေဆိုတော့အပူပင်မရှိလားလူကြီးတွေကရဲနေကြပေမဲ့မျက်လုံးတို့ရင်မျက်ရည်ပွင့်တို့တွဲလွဲခိုလျက်ဆွဆူနေကြသည် ကလေးတို့မျက်လုံးတွင်ကမျက်ရည်အလျင်းမရှိကလေးဘွားလောက်ပြောစရာကောင်းတာဘာများရှိသေးလဲမွေးတို့လေးတန်းကျောင်းသားဘွားကဆွဲလမ်းမြဲဖြစ်တော့နှစ်လိုပဲကြပြားတဲ့ဘုတ်ကိုလည်းရှင်ကျူးတည်မိသည်ကြာပြူကြာနေကြာညူနှော်လို့တို့လေတော့မှပွင့်ညရဲကောက်ဆိုင်အပြန်ရေကန်းကြီးကကြာတစည်းလောက်ချိုးခဲ့ကွယ်จาป่วยจางงงทงทอมวยโกมาลีเบตุต้มมาเม จายูจาหน่วยเบญญาสิลุชวยจาสิจูซวยบะเมซวยบะเมซวยบะเมမိုးဟိန်နဲ့အတူတူနွဲ့နွဲ့နဲ့ဇော်သူတို့ကတချင်းလိုက်အော်ဆုံးမြဲပင်မိုးဟိန်တို့အတော်တော်သောအကြောင်းအစီအမအပြူကြီးအိမ်တွင်ရေပေးဒုက္ခသည်များဖြစ်ခိုးလုံးရသည်အတော်ဤနှဆောင်မြိုင်အိမ်ကြီးကိုဒုက္ခသည်စခန်းဟုကမွန်းတတ်ကြသည်ကလေးများလည်းမြောင်ရှုံးအောင်ဆော်သည်ဖြင့်ဆရာမနိုင်နှဆောင်မြိုင်ဟုခေါ်ကြပြန်သည်ကလေးများဖို့တကယ်ပျော်ဝဲစား၏ပင် ကျောင်းလိုက်စားလိုက်အိတ်လိုက်နဲ့ထမင်းများကိုပြည်ဝင်ဦးတွေနဲ့ချက်လို့မလောက်နိုင်။ရွာနေကျုပ်ဆက်ကရေထဲမြှောက်လာတော့ဝက်တွေပေါ်ကြသည်။ဝက်သားတစ်ပိတ်သာလုံးမှာနှစ်ချက်သုံးချက်စီ။အဖေတို့ဒီတစ်ချိန်လုံးဝက်သားကြီးပဲချက်ကြသည်။သို့တော်ဘလောက်ပေါ်ပေါ်များများချက်ချက်စားလို့မလောက်။မိုးရင်တို့အတော်ကမိကလာဟမိကလာဟအရင်ဘာသာစကားနဲ့ပြောရင်ရဲနေသည်။ထမင်းဘလောက်စားစားစားလို့မလောက်တာကိုမိကလာဟလိပ်ပြစင်နဲ့ထမင်းလိပ်ပြလွင့်နဲ့ပေါ်တဲ့။ ။ခမင်းမလေးပြမကတ်တော့စားလို့မလောက်နိုင်ဘူး။ကုန်းနေခန်းနေဆိုလိုခြင်းမင်း။ဒါလဲကောင်းမော်ဆန်တို့လိုတတိတွေအတွက်ဆိုလိုတာမဟုတ်ပါဘူး။တမင်းရောပဲအားထားနေကြရတဲ့တောင်သူလေသမားစင်းရဲသားတွေအတွက်ပါပဲ။မဟုတ်ရင်ဖိုးအတွေးစရာဖြစ်လာလေသည်။လေယာမြင်းများတင်ရစာတမီရွဲပစ္စည်းများနဲ့ချမ်းသာသောတိုင်းပြည်လေးဟုနွနွေအဖူအားအကြောင်းစရာပြပြဘူးသူတာဖြစ်ပွဲစကားများပြောလာလေသည်မိုဟိန်တို့လူလားများ၏စာရိတ်ဖတ်လာသောအခါ ချမ်းသာသောတိုင်းပြီးမှဆင်းရဲသောပြည်သူများဆိုသောစကားရက်ကိုအဖူအားပြောပြလျင်ဒီတုန်းကတငယ်မပြန်သေးသောအဖူမှာပညာရှိစကားပညာရှိစကားဟုမိုဟိန်ကျောပြင်ကိုလက်ဖြင့်တတ်ခါမိုဟိန်အနေခတ်အောင်လူပုံအလဲတွင်ချီးမွမ်းတတ်သည်တကယ်တော့အခုကဲ့သို့တငယ်မပြန်ခင် အချိန်တစ်ချိန်ကအဖူသည်ပညာရှိတစ်ယောက်ဖြစ်ခဲ့သည်တိုင်းရင်းပြည်ကိစ္စများကိုလည်းနားလေသည်ကန်ညင်အောင်เจ้าမှကျန်းကန်တဲ့ဥစဉ်များနှင့်လည်းတင်းညိုစကားဘာသာရေးစကားများဆွေးနွေးရသည်ခစ်လဲမိသည် ခေတ်တည်နိုင်ငံရေးအတွေ့အကြုံများလဲမျက်ချီမပြတ်သတင်းစာကိုနေ့တိုင်းဖတ်သည်စာအုပ်စာရန်ဂျာနယ်များကိုလည်းဖတ်သည်တပတ်တစ်ခါအတိုက်ဦးတို့ဘကိုးတို့လိုမျိုးတက်လျင်ရေဒီယိုနားထောင်မြဲပင်ဒီတော့အကြေးပါတချို့နိုင်လူတွေမိတုံးနဲ့စီတန်းကအမရောကြီးချက်ချင်းပေးချက်ချင်းပေးယူရိုဂရက်အလိုမရှိအလိုမရှိတကြီးစိုးအလိုမရှိအလိုမရှိလက်စားတဲ့တကြီးခြေမှုံးပြစ်ကျွေးကြော်သံများအကြောင်းကိုအဖူကအသေးစိတ်ပြန်ဆွေးနွေးရတဲ့ညီဖြစ်သူတကြီးအားလည်းသတိပေးမြဲပင် ရာဇဝဲမှုတွေမှာတကြီးတွေလက်စားတာကျွရကောင်းဆောင်တွေကိုရင်အရက်ချက်ကြတဲ့အကြောင်းလဲအဖူဟာသတင်းဖောက်တယ်ချလေသည်အဖူဟာတာနူတယ်သမားဘဝတော့ကဆရာတော့အတက်မွေးဝမ်းကြောင်းခဲ့သူမို့စကားပုံများစကားဥပမာများနှင့်လဲစကားဆိုတဲ့သည်လောကကြီးမှာလေအစမကောင်းရင်အနှောင့်မတေချာထက်ဘူးမှတ်ထားကြဤကအဖူဤလက်တုံးစကားမမိပါသေးသည် နင်းရီမိုဟိန်တို့ဘဝနဲ့ဆက်ဆက်နေသောအကြောင်းတစ်ခုဟုလည်းစိတ်ကူးရင်မည်ဆိုပါကရင်နိုင်ပါသည်ဒီတော့ကကရုတ်တွင် ရေကြီး၍လမ်းမထိပင်ရေတက်သောအချိန်တစ်ချိန်ဖြစ်သည်ကျောင်းသို့လှေနှင်းတက်သည်အသက်73နှစ်74နှစ်အရွယ်တွင်မှလှေစီးရသည်ကိုပင်ပျော်စရာတစ်ခုပမာမှတ်ခဲ့ကြသည်ဆော်ထူနင်းရီနှင့်မိုဟိန်တို့ဟာတပူးတဲ့တွင်အရင်ပြန်ရုတ်တရက်မပြန်သေးပဲလမ်းမေးခြံစည်းကိုများမှပန်းတွေလိုက်ခူကြသည်ဆယ်လေးပန်းအနီတွေကိုနင်းရီကပန်းလာသည်လှေလေးလေးပန်းတွေအပြည့်ထည့်လာသေးသည် ဟေးပန်းနီနီမပန်းနဲ့မိုးဟင်ရလှမ်းရပြောသည်ကိုနွနွေရထုံးစံအတိုင်းမျက်ဆောင်ချိလျက်ပန်းတော့ပါဖြစ်အရင်လူနဲ့လွယ်ရတာပေါ့ဟွန်းဟုတ်ပဲနဲ့ဟုတ်တယ်ပန်းနီနီပန်းရီးစောင်းနဲ့ကွဲမှာကြောက်ဘူးလားဟာရီးစောင်းမှမရှိပဲနောက်ရှိမှာပေါ့ဘယ်တော့မှမရှိဘူးရှိမှာဒီတော့စောထူကသူတို့နှစ်ယောက်အချီချပြောကြသည်ကြားတယ်ခုလဲနှစ်မှာရှိတယ်မလားရှိပါဘူးရှိပါတယ်သူလဲကဲ तू ။စောထူဤလက်ညိုအားမိုးဟင်းရှိရာသို့ညွှန်လိုက်သည်။မိုးဟင်းသည်ယုတ်ရည်ရဲ့မျက်နှာနေလာပြီးရေလိုက်လေသည်။မင်းတို့ရဟွန်းဘာရတာလဲ။ရန်လုတ်ပြီးမိုးဟင်းနဲ့စောထူရှိရာသို့ရေရည်နဲ့လှမ်းပတ်လိုက်သည်။မိုးဟင်းနဲ့စောထူတို့ကလည်းပြန်ပတ်ကြရင်လေသည်ရေထဲတွင်မောက်သွားကလွယ်အိတ်ရောစာရရောရေရည်ဆိုကုန်ပြီ။နင်းတို့သည် ကြည်ကြည်လောင်လောင်အောင်ငိုသည်မှာအိမ်အရောက်ပင်ညနေသည်ထုံးစံအတိုင်းငိုကြောရှည်မြဲဖြစ်သည်။အင်ရောက်တော့သောထူရောမိုဟင်ရောလူကြီးတွေအရိုက်ခံရသေးသည်။ နွေနွေကြီးအဖူကတော့ကလေးတွေကိုရိုက်တာမကြိုက်ကလေးဆိုတာလူကြီးတွေရိုက်စရာမဟုတ်လိမ္မာလောင်စကားချေတင် ပြောရင်ဆုံးမရမယ်တဲ့မွေးင်းနဲ့ဆောထုကိုလည်းသူ့အိမ်ခေါ်သိသည်လူကြီးသူမတွေလိုနက်နက်ယူလက်ဖက်ရည်ချမ်းတို့ဖြင့်အခန့်ကျွေးဝေးသေးသည်ပန်းနီနီမပန်လေးနဲ့အမေမာနှစ်ပန်းပွင့်နဲ့အတင့်ငယ်မရဲခြင်းပျော်လိုအားနှင်ကောင်းများတင်အရင်လူနဲ့လွဲတတ်တယ်ဆိုတော့အိုင်ငယ်နဲ့မှာစာပိုက်တစ်ပိုက်ကိုရွှေ့ပြရင်မွေးင်းဤပခုံးကိုခိုင်းကကိုင်ပညာရှိလေး န်းနေနေမပန်းလေနဲ့ဆိုတဲ့စကားဘယ်ကလာသလဲသိသလားမေဝန်ထုတ်သည်မိုးဟင်းရမဖြေတဲ့ခေါင်းကိုခါရမ်းပြသည်အဖူကတိမ်ကိုးတွေဝေတဲ့အချိန်မှာပဲလေပွေတွေတိုက်လို့နှောမင်ကြီးကနှောသီးတွေကတဖြုတ်ဖြုတ်နဲ့ကြွေပြီးလေထဲဝဲတဲ့တဲ့အိုးရှိသည်တလုံးမြေကြီးမှာမြုပ်ပြာဖုံးအုပ်ပြီးမိဖုတ်လိုက်ရင်ကြံအိုးရှိသည်တွေကမင်းနဲ့ကင်လိုက်တယ်လို့အားလုံးကွဲရကြတဲ့နောက်ပြီးတော့ဘေးတွင်အရာစနေဂျူစားတဲ့အချိန်မှာလေကားပါမှာခရီးပင်ဆိုင်မြင်ဆင်းရဲတဲ့တဲ့ ပင်ကုန်းငယ်မှာဝေဝေဆိုသည့်အရင်တဘုတ်အိဗယ်ကို ရှင်းပြနေရင်ဆိုပြသေးသည်အဖူးဤအတံမှာကြည်ကြည်လင်လင်နဲ့အောင်းမြင်လာသည်မဝင်းဤအဖူးဤမျက်နှာကိုမျက်နှာမခတ်ဘဲစိုက်ငင်းနေသည်နင်းရရောမူနှုတ်ခမ်းဆူလျက်သူ့စာအုပ်ရေစုများကိုမှန်အိမ်တွင်မိခင်နေသည်ဆော်သူသည်ကျမ်းမြင်မောမောက်ရင်လက်တစ်ဖက်ကအတင်ချာအတွက်ခါကျန်းတစ်ဖက်နဲ့နနက်ယူကိုအသာကော်၍စားနေသည်တငယ်ချင်းကောင်းရောင်းမတို့လေအိမ်ကုန်းငယ်မှာဝေဝေနှောပင်ကြီးနှောသည်ကြွေ လေပွေတိုက်လို့ဝဲတတ်တယ်။အုတ်ရှိသီးမြေကြီးမှမြုပ်ပြာဖုံးအုပ်လို့မိဖုတ်လိုက်ရင်သီးပေါ်ရင်မှတီးပက် အပင်ထက်မှတက်တက်စင်မိခင်နည်းနဲ့ကွဲတတ်တယ်။စနေကြိုးစားချိန်ခိုက်များမှာခြာရာတစ်ပင်အိမ်လီကားတွင်စိုက်ထားလျင်မူအင်းခွင်ဥစ္စာနှဲတတ်တယ်။ရှေးလူတို့စကားအပင်မြမှန်ကန်လိမ့်မည်လဲမစင်စားတဲ့ဒီလောကတွင်ကမောက်ကမတွေဖြစ်လာတာတော့အမှန်ပဲ။မိုးရဲ့အိမ်မက်များကဘယ်တော့မှမလှပဲ။ လူစားတီဘလို့စရည်ဘလို့အဆုံးတက်ရမည်လဲအသိပြင်လို့ရသရန်လားသိချင်သည်လူဘဝရယ်လူအဖြစ်ကနှောဝင်ကြီးမှာနှောသည်နှင့်လေပွေတဲ့ကျွေးဝဲခဲ့လေပြီအုတ်ရှိသည်များပမာလဲဒီဘော်ဒီဘက်များအပင်ထက်တွင် မိခင်သည်နှင့်ကွဲကြေကုန်ကြပြီလူတွေလည်းအဥ္စာနေပါကဆင်းရဲရင်းလဲနတ်စွာတူးခဲ့ပြီထို့နောက်မိုးရီကိုဓာတ်ရိုက်ချိုးတဲ့လူဟာတစက်ရီတွင်းရီချိုးတာနဲ့မတူဘူးညှင်းပြူဆွဲတဲ့တဲ့ ဘဝဆူဆူညင်ညင်နဲ့မျက်နှာတုံရင်ဝက်ချန်နေမဲတတ်တယ်။တနက်ခါကြောက်ပြင်ပေါ်မှာတောက်ရီအင်းနဲ့ရောသွေးရင်တနက်ခါကျဲတတ်တယ်။ရှေးလူတို့ဒီမှတ်သားဖွယ်ရာများဆင်ញင်ဖွယ်ရာများကိုညှွန်ခဲ့လေသည်။တစက်ရီနဲ့တွင်းရီမတူရေကမိုးရေချိုးသူညင်းဖြူပြိုးပြောက်ဆွဲတတ်တယ်။ဘဝပြောက်အထောက်ကဲမတန်မျက်နှာတက်လို့အညစ်ခံဝက်ချန်မဲ့လို့မဲတတ်တယ်။တနက်ခါကြောက်ပြင်ပေါ်တွင်တောက်ရီအင်းနဲ့ရောသွေးလာရင်နဒါအပေါ်ကျဲတတ်တယ်။ ပန်းနီနီမပန်းလင်းနဲ့အမေမာနှစ်ပန်းပွင့်နဲ့အတင့်ငယ်မရဲခြင်းကြော်လိုအားနဲ့ခေါင်းများတင်အရင်လူနဲ့လွဲတတ်တယ်။ပဝင်းကျင်ချီနီကတိတာစွာခြားနာသွားလေသည်။ရေကူးကံမှရေမြင်လာသည် စိမ့်ဖန်နှုဆိုနေသည်။ရေအစိမ့်မှာပြကြတော့အစိမ့်ညရီလင်းလျက်ရှိသည်။စိမ့်လေးလေးနဲ့တောက်ပါသောတစ်ပင်တို့သည်ရေကန်ကန်းတစ်ဖူးတို့ဝဲအလှတစားဆင်းလေသည်။မောင်ရင်ဖို့ရန်ကုန်တို့ပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းပဲ။ ဝင်းဤအပါရောအမေရောရှင်းစင်နောက်ရှင်ကွယ်လွန်စအချိန်တွင်နွေနွေဤအဖူးနှင့်ရန်ကုန်သို့လိုက်ပါလာခြင်းဖြစ်သည်နွေနွေရောရန်ကုန်သို့မကြာခဏရောက်နေကြဖြစ်သည်ရန်ကုန်မှာပဲကြောင်းနေတော်မည်ဟုမကြာမကြာကြုံးဝါနေသည်တကယ်တော့တဲကိုသည်အင်ကမိုးဟိန်းနှင့်သားချင်းမကင်းလှပသားနာသောတိုက်အင်းကြီးထဲတွင် မိုးဟိန်းတယောက်လမ်းပင်ကောင်းကောင်းမလျှောက်ရဲထိုအင်းတွင်မွေးထားသောအယ်ဇီရှင်ခွေးများနှင့်အမွှေးဝခွေးများကိုရောလုံးထွေးကစားလိုလာသည်လေပန်းနှင့်ခွေးကြီးများကချစ်စရာကောင်းလာသည် သူတို့တောက်သောနွားတို့မှာရွာမှကျွဲနုံနေပါပြစ်သည်မုတ်ကျွန်းနှင့်နိုဘီစကများကိုတော့မိုးဟိန်တို့ဥပုသ်ဆောင်ရင်စားဘူးသည်ခွေးတွေကို အားစေးအဝါအနီများကျွေးတာကိုလည်းတအံ့တော်တွေ့ရသည်အမွေးဘခွေးတွေအတွက်အမွေးရှည်စီထိုးတာကိုဆရာဝန်အားစေတလုံးတစ်ဆယ်ပေးရတဲ့ဆော့ထူကနွဲ့နွဲ့အားနင်းလဲစပင်ရှည်ပြီးမျက်ခုံးထူတာဒီစေးထိုးလို့လားဟုမေးလျင်နွဲ့နွဲ့အားဆော့ထူအားညဆောင်တအားထိုးသည် မဲသားနှင့်ကြိုးထားသောဆံပြုတ်များကိုမြင်လျင်မုံဟင်းတို့ငယ်ငယ်ရေကြီးစဉ်ကနေစဉ်ရဆက်ဆားခဲ့ရသောသခွဲပြုတ်ကိုသတိရမိသည်။ဦးမြင့်ဆန်တို့၏မှာခွေးကြီးများသည်ချစ်စရာကောင်းရုံမကရန်ကောင်းလာသည်ဟုခလေးတွေတွေးမိသည်။နောင်တွင်မိုးဟိတ်ဖက်ပူသောစာအုပ်တွေထဲမှခွေးစာတောက်တွက်အပင်မြကုန်ကြသည်။ရင်းကုန်ကြခြင်းမှာဗီယက်နမ်လယ်သမားတယောက်၏တနစ်စာဝင်ဝင်ဗီယက်နမ်အရာရှိတူ၏တလားစာထက်နှစ်ဆသုံးဆနှင်ကြီးမြနေသည်။စသည်တို့ကိုရဲဘော်ပေါင်း ဟိုချီမင်း၏ဆွေးနွေးချက်ကိုဆင်ခြင်သုံးသပ်ရင်းဗီယက်နမ်တို့နေသူနာကြီးလာသည်အန်ဒီချူတို့သည်ခွေးတွေကိုအင်္ဂလိပ်အမည်မှဲ့ခေါ်ကြသည်အင်္ဂလိပ်လိုစကားပြောရမှမယ်နားလည်ကြသည်ငါရမ်းမယ်မအောင်သောဆော့ထုသည်သူတို့ပြောစကားကိုလုံးဝနားမလဲကမ္ဘောဇာနှင့်တင်လန်းဆန်တို့၏ပပားသွက်လက်သောရှားပြားများနှင့်အင်္ဂလိပ်စကားပြောဟန်ကိုငြေး၍ကြည့်မိလေသည်ဦးမြင့်ဆန်သည်ဝါးစင်းထဲမှဗီယာပလင်းကိုထုတ်ခါရေခဲစိမ်ပြီးတောက်နေသည် အနေကျူတီလေးမောင်ရောင်ရေကူးဝဲဆောင်ဝဲလျက်တို့တို့ခဲခဲနဲ့လှပဖြူဝင်းနေသည်တင်လက်ဆန်ကအစိမ့်ရမှောင်မှောင်ဘီကနီနှစ်လွှာဝဲဆုံအသားကက်နဲ့ရေထဲမြူးနေသည်ဘီကနီမဝေ့ရဘူးတဲ့တင်လက်ဝမ်းနေအပေးခံနေအောင်မယ်မမီးကလည်းရပါတယ်ရပါတယ်လှုပ်မနေနဲ့သတိပေးခံနေရရှက်စရာကြီးတင်လက်ဆန်ကြီးကမ္ဘာမော်တက်ခါအဝိလဲကန်းထဲတွင်တအောင်မြဝင်၍အဝိလဲပြန်သည်ပန်းအောင်ရေကူးဝဲဆောင်နေတင်လက်ဆန်ကြီးလှမြဲပင် ်ရေလာကူးကြသောအမျိုးသမီးတွေကလည်းရင်းကားသလိုတရားဥပဒေတရားရောက်လာကြသည်ခြေကင်းစင်ပြီးရတော့ရင်မျက်စိပတာရဖြစ်ဖွယ်ပင်ဥမြင့်ဆန်သည်ထိတ်ပြောင်မြောင်အမျိုးသားကြီးနှစ်ဦးသပင်ဖြူနေသူအမျိုးသားကြီးတဦးတို့နှင့်ရေကာမောကစကားလက်ဆောင်ကြနေကြသည်ဂျပန်ရေချိုးကန်အကြောင်းနိုင်ငံမျိုးစုံမှကာဝဲများအကြောင်းအလစ်ဘက်ဒေလာနှင့်ဂျက်ကလင်းကနေဒီတို့အကြောင်းရှမ်ပိန်နှင့်ကွန်ညက်တို့အကြောင်းတို့ကိုအာလူကျော်ဝောက်ချောင်းကျော်တို့နှင့်မြည်လေသည်အဖူကပါအမြမပြောရက ။ကွမ်းမဆာရသဖြင့်ပါဇက်ထဲတစ်မျိုးဖြစ်နေသည်။စောထုနှင့်မိုဟင်းတို့သည်ယကုဝတ်စုံနှင့်မြမအမျိုးသမီးများကိုဒါလောက်များများမတွေ့ဘူးသဖြင့်တအံ့တော်ဖြစ်နေသည်။ဒါမျိုးဘိုက်စကုတ်ထဲမှာသာတွေ့ဘူးတာပဲ။ဟိုဟာမစ္စစ်ဂျော့ဆာညိုညိုမြင့်မြင့်လား။မဟုတ်ဘူး။ဒီဘက်ကဖြူးဖြူးတောင်းတောင်းနေဟာ။ကိုကျော်စွာကပက်ထရစ်နဲ့ဘလို့ဖြစ်ကြရလဲပက်ထရစ်ကအချောက်လားကျော်ထင်ကစကားမစုံးမီပင်ညဉ့်ဉန်းသောစကားတစ်ခုကြောင့်အားလုံးတတော်တော်ရင်မောကြသည် ပါရမီဆိုတာဖြည့်ကောင်းပါတယ်ဗျာမှန်ပါတယ်ကုသိုလ်ရတာပဲရဲကြပြန်နေငငယ်ပဲရှိအောင်မယ်အသက်ကတော့မငယ်ပါဘူးတားတော်ကောက်လိုက်ရောက်နေပြီပဲရုံးလို့တာပါဟာစိတ်ကြည့်လို့လားဘာပဲဖြစ်ဖြစ်စမင်းပေါက်တယ်စီတော့ရှားထားမှတယောက်တစ်ပေါက်နောက်ပြောင်နေကြသည်ဦးမြင့်ဆိုင်ရင်ဒီမှာစီးကရက်တွင်တွင်တောင်းနေသောအမျိုးသားကြီးကအစကကျွန်တော်စမင်းဗျာမဲနဲ့ပြီးတန်လိုက်တာအဲ့ဒါအင်အားမျိုးသမီးကသူ့ဆေးဗျာဟိုတဲ့ အဲ့ဒါလင်းလိုက်တာရေရှေ့သမားစပင်းနေပြောင်းလာပဲအသက်ကြီးလို့တော့မဟုတ်ပါဘူးအဖြစ်ကတော့ဒီလိုပါလို့ရှုတီတီနဲ့ပြောလိုက်ရရင်မောတန်များဝေစီသွားပြန်သည်သူတို့ပြက်လုံးများကိုအဖူရောမိုးဟင်ရောဆောထူရော နားမလည်လာပဲမိုးအင်းနဲ့ဆောထူတို့ဒီဟိုဒီဒီရှောက်သွားနေကြသည်စလွန်ကမျိုးစုံကိုတစ်ခုစီကန်ကြီးကနမက်ပြားများကိုမှတ်နေသည်အဖြူဘောအမဲစလုံးနဲ့ဟာပူရီဥစ္စာကွာမိုးဟင်ကဆောထူကပြောနေသည်ဆောထူကတအံ့တော့လှလိုက်တဲ့ကားတွေကွာ အဲ့ကားတွေတစည်းပစည်းမောင်းပလိုက်ချင်တာတန်မောင်းလေးတော့လေးခတ်ထားတာကွာမကြမီသူတို့အဖွဲ့တွေနွေ့နွေ့ပါရောက်လာသည်အန်တီကျွတ်တို့ရေကူးမလားတဲ့ခေါ်နေတယ်ကူးရပါဦးဟဲဖားကူးဆိုလားလိပ်ပြကူးဆိုလားအဲ့ဒါလေးတို့ကခွေးကူးပဲကူးရတယ်အေးနင်ကခွေးမလေးပဲမိုးဟင်းကစတော့နင်နာခွေးဟုနွေ့နွေ့ရအငေါတူတူနှင်ချက်ချင်းပြန်ချေပါသည်သောသူကတော့ကားတွေပဲစိတ်ဝင်စားငေးကြည့်ရင်ကဲနွန်းနေနင်းဘယ်ကားကြိုက်လဲတိုက်တာရွေးငါဝယ်ပေးမယ် လေးပဲကားမမလို့ချင်ပါဘူး။ရမမရနိုင်မယ်နဲ့။အေးနွေ့နွေ့ဖြစ်တာမှန်တယ်။ငါလည်းပဲကားမမလို့ချင်အောင်။မိုးဟင်းကလည်းနွေရထောက်ခံပြောဆိုလိုက်သည်။ထီပေါ့ရင်လေ။စောသူသည်ညှောလင့်အားထားစွာပြောနေသေးသည်။ငါတို့ထီမမထိုးပဲ။နွေ့နွေ့နဲ့အဖိုးတို့ဆရာတယောက်ပြောဘူးတယ်လေ။ပြင်းတဲ့လူတွေအလုံးမလုံးချင်တဲ့လူတွေထီထိုးတာတဲ့။ထီကိုအားကိုးတာလူဖြစ်အလုပ်တဲ့။မိုးဟင်းကခက်တီတီမျက်နှာနဲ့ပြောလိုက်တော့စောသူကမခံခြင်း ိတ်ဆင်းရတဲ့လူတွေလည်းထီထိုးပါတယ်ဟာအလုပ်လည်းလုပ်တယ်ပြင်းလည်းမပြင်းဘူးဒါမဲ့ဆင်းရတော့လည်းဘယ်တတ်နိုင်လဲထီပဲထိုးရတာပေါ့မိုးဟင်းစကားကိုပြန်ခြေပနေတယ်မိုးဟင်းကဆက်၍အငင်းခုံမပြုတ်ပြုတ်လည်းမပြုတ်တတ်တော့မြွေသည်ဖီးရက်ကအဖြူကလေးတစ်စီးပေါ်လက်ထောက်နေသည်ပန်းရောင်ပြေပြေတွင်အဖြူအရိပ်ပန်းဝင်များနှင့်ခရစ်အထုစားကိုအပေါ်အောက်ဆင်တူချုပ်ကားဝတ်ထားရာမြွေအင်းနင်ဒီကားလေးနဲ့တကယ်ပဲလိုက်တယ်မိုးဟင်းကချီးမွမ်းနေသည်မြွေကကျေနပ်စွာပြုံးလျက်ဒီလားဟဲ့ ေးတကယ်ပေါ့ညနို့မိုးဝဲကျွေးမယ်အေးကျွေးအဝိကြောင်လှူလာတာပါဟဲ့တို့မှာတော့ဒီစုံမဲရှိတယ်ကြွားမနေပါနဲ့ဟာတသချင်းတွေစောထုကပျော်ရင်ရင်နေသည်ဖီးရဲ့ကားဖြူလေးတကားကိုတော်လာဖွင့်သူကဖွင့်သဖြင့်တောင်းအောင်သားစကားအပြောရက်သည်နွေးနွေးတို့နော်ထိုသူကလူပုံခက်ချောချောအသားဖြူဖြူမြင့်မြင့်တတဲအသက်20ခန့်ရှိမည်ဟုတ်ကဲ့နင်းတွေကတုံဆိုင်စွာဖြည်သည်လိုက်ကြအောင်မလား ူကအားလုံးကိုရေစုဟန်နဲ့မေးလိုက်သည်အားလုံးကဘာရဲမသိမတိုင်ပင်ပဲခေါင်းတွေပြိုင်လို့ခါရမ်းမိကြသည်ကားဆက်သည်ချက်ချင်းလိုပင်နိုးကကျွမ်းကျင်စွာနောက်ဆုံးလျက်ကားလေးကိုခက်မြန်မြန်မောင်းနှင်သွားသည်ကားထဲမှလက်ပြသွားသူအားနွေ့နွေ့ရလှမ်းကြည့်ခြင်းအဲ့ဟာဘောကိုကောင်းမော်ဆန်ဆိုတာဥလိရဲ့တာအကြီးဆုံးစေးချောင်းမှာဘောရာနေနေတဲ့ဟာပြောပြနေသည်သူ့ကိုဒါကြောင့်အိမ်မှာမတွေ့ပါဘူးလို့အောင်းမိနေရမိုးဟင်းကစူးစမ်းလေသည် သိတာပေါ့သူကရန်ကုန်ခဏခဏရောက်နေတာပဲသူကကြောင်းဖေးရဲ့ဆိုအိမ်ပြန်ပြန်လာတာသူရေကူအားကြီးကောင်းတယ်အလက်ထရစ်ဂီတာလည်းတည်တတ်တယ်ဆန်နေရလည်းတည်တယ်တိတ်တော်မှာပေါ့နော်မိုးဟင်းကြီးစိတ်ထဲမှာမပါပဲပြောလိုက်မိသေးသည်တကယ်တော့ဤကဘာလောကသူတို့လောကပဲပဲဘာမှမဆိုမကြောက်မကြလူရရနေကြသူများပင်သည်မိုးဟင်းတို့အဖူအဖီအပါတို့အမေတို့ကမြေကြီးမှရွှေသေးသော လေယာဉ်မြေဆိုင်တလို့သူတို့အာ ပရိသာပင်ကိုဆိုက်ကြသည် ဘေးသာပဲမှအလိုရှိတာတွေကိုစုခုယုံမှာပဲဥစားကြီးငွေပညာဂုံဘာကိုယုံမလဲအရှင်မွေးတော်နေချင်းကြီးဒီရွှေပင်သာတော့ရွှေကြီးပေါ့အားကြစရာမလိုဟုမိုးဟိန်ဝမ်းနဲ့တိတ်တိတ်မာနထားသည်ကိုမြွေရရသိစေချင်လားဒီစောထုကသာငါလည်းပလွေမဟုတ်တယ်ချင်းလည်းခတ်တတ်တယ်လှေလည်းလော်တတ်တယ်လယ်လည်းထွန်တတ်တယ်ကျွဲလည်းကြောင်းတတ်တယ်ငါလည်းဖန်တတ်တယ်အိမ်လည်းဆောက်တတ်တယ်အာအထာရတ္တဆက်ရှိအကုန်တတ်တယ်ကဲ နောက်တိနောက်တော့တွေပြောပြီးဂုံပြိုင်နေသေးသည်မိုးဟိန်နေမိဘများတည်ဆုံခဲ့ပေမဲ့ကျမ်းမာတန်ဆန်းစွာကြံ့ရစ်သည်ဆွေမျိုးတွေလည်းကြံ့ရစ်သည် အသင်လှုပ်ဆရာလယ်တွေလည်းရှိသည်ဒီကိန်းနဲ့အကြောင်းပညာလည်းသူများထက်ထူပြီးသင်ခဲ့ပြီးအပင်ပန်းဆုံးအလုပ်ကိုလွတ်လွတ်လပ်လပ်လုပ်ခဲ့သည်လေခွင်းလဟာပြင်မှတိုက်ခတ်လာသောလေကိုတပွားကြီးရှူခဲ့ပြီးဘဝတူတူကိုဖြတ်တန်းလာတာလားပျော်စရာကောင်းတာပါရှိသည်လို့လေငယ်ရွယ်သူတွေစိတ်ဓာတ်နဲ့အောင်မြင်ကြည့်ပါလို့စိတ်တွေဖြူးဖြူးဝေခဲ့တာအမှန်ပဲ။ ကောင်းမွန်စွာလို့ဆရာဝန်ဖြစ်ခြင်းသည်ဟုစေကူးရင်ခဲ့သေးတာကိုဘယ်သူကရေမောလောင်ပြမိလဲ။အင်ဂျင်နီယာဖြစ်ခြင်းသည်ဟုဆိုမိတော့လေခဲ့ရဲ့တင်းညူစကားဆိုမိနှုတ်ခမ်းများကိုမမြင်မြင်အောင်ပြုလိုက်မည်။မိုးရင်တို့နားလည်လာသောတနေ့မှသူသဘောကျနှစ်ချိုက်သောစာအုပ်တချို့ကိုအထက်တန်းပညာမှသင်ကြားသောဇီဝဗေဒဓာတုဗေဒယူပဗေဒစာအုပ်များနှင့်အတူတရုတ်တသိသိမ့်ထားသည်။ဒီစာအုပ်ပါအကြောင်းတရားများကိုလည်းခေါင်းနဲ့အလွတ်ထည့်ထားလိုက်သည်။ ကုတ်ဝမ်းဘိုက်ကသာဂယုမှုနေရတဲ့ဘဝထက်မြင့်မြတ်တဲ့ဘဝကိုရောက်မယ့်နေ့ကိုကျွန်တော်မျှော်ကြည့်နေပါတယ်။လူသားလျင်ပဓာနာလူသားလျင်မြင့်မြတ်တယ်ဆိုတဲ့ခံယူချက်ဆက်လက်ပြီးကျွန်တော်မှရှိနေပါတယ်။စိတ်တက်မွန်မြတ်မှုကိုကျိုးမငဲကွမ်းမှုတွေဟာကာမဂုဏ်ကျိုးတာတွေကိုအောင်မြင်မှဖြစ်ပါတယ်။နောက်ဆုံးကျွန်တော်ယုံကြည်တာကတော့အလုတ္တမလူဒန်းစားဖြစ်တယ်။ တချို့ပြင်သစ်တွေပြောသလိုချိန်ကာလဆိုရယ်လေကားကြီးဟာကွန်မန်တွေရဲ့တက်တန်နဲ့တရေပြောင်ပုံဖက်တွေရဲ့ဆင်းတန်တွေနဲ့ညှိဟင်းနေတယ်လို့ဆိုသလိုပေါ့ကျေးလက်တော်ရွာမှာជីနူးပဲကောင်းသောအချိန်တို့သည်ခက်လွယ်လွယ်ပင်ကုံဆုံးခဲ့ပေသည်။စောထူရောမိုးဟင်းရောရန်ကုန်တို့အရှူရှူရောက်ခဲ့ကြသည်။နင်းတို့ရောက်တော့ကနေဦးရေကသူ့တော်ရင်သွားနေပြီးကရုတ်တို့တအောင်တဖြုတ်ပဲပြန်လာတတ်သည်။လူစုကွဲနေရာမှာပြန်ဆုံကြသည့်အခါဘလို့ပြောနည်းမျိုးပြောကြမှန်းမသိ။ထဲထိုးကွင်းစာမှာ လက်နက်ကိုတင်ညသည့်အချိန်တစ်ချိန်နင်းတို့အဖူအိမ်၌ညသကောင်ကလေးကပင်ကောင်းချင်းမောင်းကြသည်မုံလုံးရေပေါ်နေမုံပိန်းနေစီများလည်းလှုပ်ကြသည်နင်းတို့အဖေကတော်တော်လုံနိုင်သည်ဆံမှုများကိုကိုယ်တိုင်ထောင်းသည်အုံသည်များကိုလည်းကိုယ်တိုင်ခွဲသည်မဟိန်အဖေကတော့အုံငပြောပွဲကြော့ပွဲကိုတာဝန်ယူကာကိုယ်တိုင်ပြင်သည်မွေးနေနွေးနေသောသူတို့နဲ့အတူမုတ်လုံးရေပေါ်နဲ့မုတ်ပိနေစီအလုံးလေးများကိုဝိုင်းလုပ်ပြီးရင်ထဲပျော်နေသည် အဲ့ဒါရန်ကုန်မှာမဟုတ်ကြစေလို့ခေါ်တယ်တို့ကမဟုတ်ပုံနေစေလို့ခေါ်တော့အန်တီတို့ကရေကြတာပေါ့ဟုတ်တယ်နော်ကြားစီလေးနေတယ်တူတယ်နော်စောတူကမုတ်ကိုလုံရင်ပြောတော့နွေ့နွေ့ကရေလေးရဲ့စောတူလက်စေးရလားငါစေးပါတယ်မစေးတာတိကောင်မိုးဟင်အားလက်ညွှန်းညွန်ပြလိုက်သည်နွေ့နွေ့ကနှာခေါင်းရှုံလေးရဲ့စောစောကမိုးဟင်နှက်ညက်တယ်မလားမိုးဟင်ကတမင်နောက်တလို့နှက်ညက်ဟန်ပြူပြီးနွေ့နွေ့ဤလက်ကိုလှမ်းတုံကြီးရွေတော့နွေ့နွေ့ကငေးတန်းပါအောင်ဩကဟာမအဖူမိုးဟင်ရဲ့နှက်တွေလိုက်တုံနေတယ် တိုင်တန်းလိုက်ရာမိုးဟင်းကတတော်တော်ရေမောမိလေသည်မိတော့လျံအယောင်နဲ့နွေနွေဤမျက်နှာလေးမှာဝမ်းပနေသည်ဒီဆံမီနှစ်ဖက်ချစ်ထားသောဆံရွယ်များဝဲကြနေသောနွေနွေမျက်နှာဝိုင်းကလေးမှာပကတိကလေးပမာနုပြူရှင်လန်းနေသည်သူနာပြည့်စင်တဲ့တဆပြုတ်နေသောနွေနွေမှာအလယ်တန်းချောင်းသို့အပြူပေါက်ချာလေးပမာပြည့်ကင်းစင်လာသည်မိုးဟိန်မဆနဲ့လေဘာလို့ညစ်ညစ်ပပကစားရတာလဲနင်တို့နှစ်ယောက်ဟာခွေးနဲ့ကြောင်လို့ကြိုက်နေကြတာပဲမိုးဟိန်အဖူကလှမ်းအော်သည် တိုင်တော့မထူကြနဲ့လေလူကြီးတွေလှုပ်ရှုပ်နေကြတာသိတယ်မလားညွန့်ညွန့်အဖူကလှမ်းဟန့်မြန်သည်ညွန့်ညွန့်ရသူ့အဖူကသူ့ကိုလှမ်းမှန်တာကိုမကျေနပ်မိုးဟိန်၏ရင်မက်ကိုသူ့လက်သီးစုပ်ကလေးနဲ့လှမ်းထိုးသည်မိုးဟိန်သည်ညွန့်ညွန့်၏လက်ကိုဖမ်းဆုပ်ဟန့်တာကရေမောနေသည်ညွန့်ညွန့်၏လက်ကိုကြပြားကြရလွတ်လိုက်တော့လဲရှင်ခုန်တာမပြသူဒီနွေနွေးကိုတန်တာဆွဲလန်းလျက်နဲ့ဘလို့စကားမျိုးတွေပြောရမည်ဘလို့နိနိစက်စက်နေရမည်ကိုစိတ်မကူးမိတာအမှန်ပဲအရင်နေဆုံးပူးရဲကနေထိုင်လျက နွေနွေပေါ်ဖက်လဲတကင်ထိတွေ့နေကိုလည်းသတိမရအသာတကြီးနဲ့နွေနွေလက်ကလေးများကိုပင်မတို့ထိစဖူးနွေနွေဤမနဲ့ဘေးကိုတစိမ့်စိမ့်နဲ့အဝေးမှကြည့်နေုံနဲ့ပင်ကျင်းနေခဲ့ရသောမိုးဟိမ်အဖြစ်ပါလင်းရယုံကျင်းလို့လို့ဒီနနက်ကလိုမိဘုံပင်နှစ်ယောက်သားအတူတကွတွဲထိုင်ခဲ့ရသောဘဝမျိုးကိုတော့တန်းတားမိတာအမှန်ပဲသိပ်ပျော်တာပဲနွေနွေဒီလောက်တခါမှမပျော်ဘူးဘူးဒီလိုပဲခဏခဏပျော်ပြရစေဟုဆုတောင်းမိတာချင်းချင်း ထိမိစကိုထိုးရန်ငုံလိုက်သောမိုးခွေဤမျက်နှာနှင့်မိပြောင်းကင်ကမိမှုံရန်ခေါင်းဆိုင်လိုက်သောနွေနွေဤမျက်နှာတို့ထိကက်လူနေပါဖြစ်ကနွေနွေဤဆန်းစကလေးများမှာသူမျက်နှာကို မထိတထိလွင့်ပါဆော့ကစားသည့်အခါနှလုံးသွေးတို့တိုက်ရက်လျက်ရင်ထဲလှုပ်ရှားမိသေးသည်ဒီတော့ကတော့ပထမအဦးဆုံးချိန်နွေနွေဤပါကလေးများကိုစိတ်ကူးနှင့်မင်းနမ်းကြည့်မိသည်ရှောထူးဟာမိုးဟင်းနှင့်နွေနွေတို့အားတကြားဖန်ဆင်းလာသောဖူးစာရှင်များဘက်မှတင်စားချပြီးမိဖို့ဘေးမှအလိုက်တသိထပြေးလေသည် channel ရှိပြမပင်အောက်တွင်ကာလသာတတိုင်အိုးစီဘုံမောင်များတီးပြီးတန်ကျက်အတိုင်းဖောက်တိုက်နေကြသောစီစီဝေဝေအတံကိုပင်နားထဲမဝင်အတံပလံများနားထဲဝါထွေးနေသည်ဆက်ရှင်နှစ်အရွယ်တွင်မိုးနုနေကြသေးသည် ဟုဖြူစင်တန့်ရှင်စွာစိတ်ထားနိုင်မှုကိုကြိုးစားခဲ့သည်ဒါဟာလူဘဝအတွက်အမှားတရလားအနည်းဆုံးမိုးဟိနှင့်နှွေးနှွေးတို့အတွက်အမှားလားနောက်နာရရမည်လားမဝေခွဲတဲ့ အပင်းအားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်အပိုင်း၅ကိုလည်းဆက်လက်ဆောင်မြော်ပေးပါအောင်နော်